ဘာဖြစ်လို့ဒီကနာမည်ကြောင့်လားမသိဘူးတော်တော်စီးတယ်စီးတယ်ဆိုတော့မကွယ်ဟိုကဟိုမကွယ်လည်းတိတယ်เนาะဟိုကပေါ့ရိုက်နေတော့မေမေဆုံးတယ်လေမေမေဆုံးတယ်နောက်ပြီးတော့နောက်တစ်ခါတင်မယ်လို့တော့ဖေဖေဆုံးတယ်နောက်ဆုံးအဲ့ဒါလေးတင်မယ်ပေါ့အခုပဲအဲ့နှစ်ခုကားနှစ်ခုကို choice လုပ်နေတဲ့အချိန်မှာပဲမောင်ရင်းရဆုံးမြန်လဲဆိုတော့အရင်ကြောက်တာကြောက်ပြီးတော့မှအခုဒီ support တခုမှာတော့တမျိုးစီကြောက်တယ်အချောက်ခံရတာအဲ့လိုမျိုးအဲ့လိုမျိုးကြုံသွားတာပေါ့နော်စိန်ခေါ်တယ်ပြင်တယ်ဘာလဲလဲလာလာဆိုတော့လာဆိုတော့လေလာပြီးတော့ ်ဘူးညောင်သွားစိတ်ခေါ်လိုက်တယ်လို့ပြောတယ်ဘောနင်းမကြောက်ဘူးပေါ့ဟုတ်တယ်ဟုတ်တယ်ဒါဘာလဲပေါ့နင်းကဒါလားပေါ့အဲ့ဒါဆိုလာလေလို့ပြောခေါ်လိုက်တယ်လို့ပဲဒါမှရန်ကုန်အထီးအောင်လိုက်လားအဟောအခုကတော့လေဟိုပါဘောမတ်လာမှာတော့သူတို့ရုံးရှင်နေကြည့်မယ်လို့ပြောတယ်ပေါ့နော် အဓိကတော့ကိုရီးယားဒီဟာလေးကိုနောက်ပို့ပြီးတော့ကိုကမီယိုဖလာလေးကိုအရင်တင်ဖို့စ조사တာပဲဒါပေမဲ့ဟိုအချိန်တွေကမသေးသေးတဲ့ခါကျတော့ဒီကားလေးကိုပြမယ်ပေါ့နော်ဒီကားလေးကိုရွှေ့ရတဲ့အကြောင်းရင်းနေရတယ်အများကြီးရယ်ပေါ့နော်ဘာဖြစ်လို့ဒီကားနာမည်ကြောင့်လားမသိဘူးတော်တော်စီးတယ်စီးတယ်ဆိုတော့မကွယ်ဟိုကဟိုမကွယ်လည်းတိတယ်နော်ဟိုကပေါ့ရိုက်နေတော့မေမေဆုံးတယ်လေမေမေဆုံးတယ်နောက်ပြီးတော့နောက်တစ်ခါတင်မယ်လို့တော့ဖေဖေဆုံးတယ်နောက်ဆုံးအဲ့ဒါလေးတင်မယ်ပေါ့အခုပဲအဲ့နှစ်ခုကားနှစ်ခုကို choice လုပ်နေတဲ့အချိန်မှာပဲမောင်ရင်းရဆုံးပြန်လဲဆိုတော့ အရန်ကြောက်တာကြောက်ပြီးတော့မှအခုဆရာတော်ဖရားတွေကိုမေးတယ်ဟိုဒီရောက်ကောက်ဆရာလေးတွေကိုမေးတယ်အဲ့လိုဆရာတော်ဖရားတွေအကုန်လုံးကမေတ္တာပို့ပြောတဲ့ပိုင်းထိုးပြီးမှတည်ယုံလေးကားလေးပေါ့တင်မစိုးစားရဟောအဲ့တော့မတ်လမှာတို့ရုံရှင်နေကြည့်လိုက်မယ်အဲ့တော့ပါပါသေးလို့ပဲဆူတောင်းအောင်ပါကောနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဘယ်ကာလကရက်ခဲ့တာဟုတ်ပြီနော်တော်တော်ကြာပြီ2016ပါဟုတ်တယ်ဟုတ်တယ်2016ကနောက်ပြောလေအေးအေးလိုင်းဖြတ်နေတဲ့အချိန် အေးလိုက်ပြန်ရရညာညာညာစင်တိုက်စင်နိုင်တယ်ကြီးပြောဆိုတာမမမို့တော့အကုန်ပဲမန်းနေမကုန်းတော့ဆိုတော့အရန်အေးတယ်နော်ပြတော့အဲ့လိုအေးတဲ့အခြေကြီးမှာနော်ပြအေးလန့်လည်းဖြတ်တယ်နော်ပြရိုက်ရတာတွေက night scene ဆိုတဲ့အခါကျတော့နော်ဒီမှာလဲဟိုအမှောင်နေပေါ့ရိုက်တာလည်းဝိညာဉ်ဒီကားဆိုတော့ဟိုတော်တော်လေးဟိုတော့ဟိုပေါ့၆ချားစရာကောင်းတဲ့ဇာကားလေးတကားပါပဲဟုတ်ဟိုးတစ်ချိန်လုံးပါ းမှာကြတော့ဘာလို့ကြောက်ရလဲဆိုတော့ဘငွားအိန္ဒိယကတော့ဟိုပါတယ်တရေဝတ်စုံနေလေအမောက်တို့ရိုက်မှာဆိုဝိညာဉ်ဝတ်စုံလို့ကျွန်တော်ဝတ်စုံပေါ့ဝိညာဉ်ဝတ်စုံမှာကောင်ကဒီလိုဖြစ်တာအဲကုန်းတို့မမဟိုကအဖြူရောင်ပေါ့နော်အဖြူရောင်လေးနဲ့ဝိညာဉ်ပေါ့နောက်မိကတ်တရားကြတော့အကုန်လုံး effect တွေနဲ့လုတ်ပေးမယ်ဆိုတော့ကောင်ကလည်းဖြူရောင်ကိုခင်လိုင်းလည်းဖြူရောင်အကုန်လုံးပေါ့မိသားစု၅ယောက်စလုံးတဲမှာရှိတဲ့ဒီအိန္ဒိယဒိန်းနေရာအစားအဖြူရောင်ဖြစ်သွားတယ်ပေါ့ အဖြူအောင်ဆိုတော့ဝိညာဉ်ဖြစ်သွားတယ်ပေါ့အဲဆိုတော့အဖြူအောင်လို့ဆိုလို့ရမယ်ဆိုကိုကလှုပ်လာလိုက်တာဆိုတော့တကူလုံးဖုံးပြီးမျက်နှာပဲပေါ်တယ်ဆိုတော့အဲရတယ်ခုံးရဲ့ဝတ်စုံကရတယ်ဆိုတော့ ကိုကလန်ရကြတော့နည်းနည်းလေးလက်ဖြားတိုးနေတယ်အဲထုတ်ပေးလိုက်တဲ့ဒီဇိုင်းနာဟိုလဲကြတော့မဟာလဲပြန်ချုပ်အောင်ပြန်ချုပ်အောင်မယ်ကျွန်တော်တရက်ချိန်ပေးပါဆိုပြီးညရိုက်ခါနေတယ်မှာပြန်သွားအကိုကလည်းရိုက်ပြီးသွားကိုရန်လေးကလည်းရိုက်ပြီးသွားပြီမမိုးကလည်းရိုက်သွားပြီဟိုတပ်ပြီးတပ်ပြီးအငိမ့်လေးကလည်းရိုက်ကြိုက်လိုက်ပြီပေါ့ဆိုတော့အားလုံးကအတီးတီးပြန်မယ်ကိုရန်လည်းခဏစောင့်ပေးတဲ့ဟိုအပေါ်ရက်နဲ့အောက်ထပ်မှာနင်ကအပေါ်ကနေဆင်းလာတဲ့ခန်းတော့ထရိုလီနဲ့သွားတဲ့အခန်းတွေပါပဲဆိုတော့ခဏစောင့်ဟုတ်ကဲ့ဟုတ်ကဲ့မရရလဲဆိုကိုတယောက်တည်းကြံနေတယ် ကုတာရဲကြံခဲ့ပြီးတော့မေမျိုးမှာဖြစ်ချင်တော့ဟိုကိုမွေးစားသားတွေလိုပဲပြောရမှာပေါ့နော်တကယ်ဟိုဟိုဖန်နေပေါ့အဲ့လားလေးရနေပေါ့ညာ9နာရီလေးကနေလာကြည့်နေလဲည17နာရီ17နာရီတို့ရနေတဲ့သားတို့မပြောင်းဘူးတဲ့ဒါပေမဲ့ဒီကုန်းနဲ့ခဏလေးတဲ့သားတို့ဘိုက်စာလို့တဲ့ထမင်းကြော်လေးတောက်ဝဲလိုက်ပြီးဆေးလေးဒီပိုင်းတောက်ဝဲမှာပေါ့နော်အဲ့လိုလေးပြောကဲကဲသွားသွားဆိုသူကကားလေးနဲ့ဆင်းသွားကြတယ်သူက9ရောက်ဆိုတော့အေးပြန်လာခဲ့ငါအတွက်လည်းဘာဝဲခဲ့ပေါ့ဆိုပြီးကိုကစောင့်နေချင်းပဲသူတို့ပြန်တက်လာပြန်တက်လာပြီးတော့ရီရနေတဲ့ဒီကုန်းနဲ့တီလာတယ်ဆက်ဖွဲ့ဆက်ဖွဲ့တဲ့ စိုက်ကင်းနဲ့ဆင်းသွားတာတဲ့။သားတို့ကိုကြောက်မဲ့မှတ်လို့တဲ့။ဝိညာဉ်အဖြူကြီးပေါ်လေစိုက်ကင်းနောက်ဘက်ကနေပြီးသားတို့ကိုအဲ့လိုကြီးကြည့်ပြီးတော့လဲသွား။ဒီကားလာတယ်မကြည့်ထားရင်သားတို့လည်းအဲကားလည်းကြောက်ထဲကြရင်ကြပါလေ။သားတို့လည်းကြောက်လိုက်တာပြောမနေနဲ့တဲ့။အခုကြတော့လည်းမကြောက်ဘူးလေတဲ့။အဲပေါ့ကြောက်တယ်မှာအေးအေးပေါ့ဆိုပြောပြော။ကိုယ့်ဟာကိုပြန်ဆင်းတာ။လေဘုံတော့အဖြူအောင်ဝတ်ဆောင်မှာဘယ်လိုလဲ။ဟာလေဒီလိုတည်းသမင်းညာဖ ਾਇ ယာယူထားပြီးတော့လေအဖြူအောင်နေစိုက်ကဘောနေတာအဲ့လိုလိုပြတော့တားလို့နောက်သွားတယ်။နေအောင်လို့ငါဝတ်ဆောင်ကဒီမာလီလို့ဆိုတော့ဟင်းနဲ့ နေလို့ဘယ်လိုကြောက်လဲခုနလေးနေလဲဆိုတော့အကိုကိုညာလေးကလည်းပြန်သွားရင်မမောကလည်းပြန်သွားရင်တကယ်လို့ထားပါတော့မမောရဲ့အဝတ်စားနောက်ကအင်းညစ်ပြရဲ့အဝတ်စားကိုဒီဆက်ဘွဲရဒီမောင်လေးတွေကလည်းဝတ်မှာမဟုတ်ဘူးလေမင်းသမီးတွေရဲ့ဟာနောက်ကကိုရဲ့ဝတ်စုံကလည်းကို့မှာရှိတယ်ဆိုတော့ဟဲ့နေအောင်လို့ဆိုတော့နေအောင်လို့ခဏနေအောင်လို့ဆက်ဘွဲရတာလေးတွေကိုမေးလိုက်တာလေးတွေရေလို့နုံလို့ဆိုတော့ဟာလေကို့ဝတ်စုံလေးကိုပြန်ယူသွားပြီကိုခလန်းလည်းကိုင်းလည်းဝတ်စုံလေးဟုတ်တယ်မအဲ့ဒါပြန်ယူသွားပြီတယ်ဆိုတော့ ဟဲ့နင်တို့တွေ့လိုက်တာအဲ့ချိန်ကျမှအဲ့ငါးခေါင်ကလေးလန့်လာပေါ်ရယ်သိရမလားကိုလည်းလန့်သွားတယ်လေဟဲ့ငါဝတ်စုံကလေးဒီမှာဝတ်စုံကချုပ်ခိုင်းလာဆိုငါးစုံနဲ့အကိုကိုကိုတန်ရတန်ရတစုံနဲ့စီပဲဆိုတော့ကားလေးပေါ်တင်ပြီးပြန်သွားကြပြီဂွန်းတယောက်ဝင်ကြတာကိုကလည်းကိုဒီမှာဝတ်စုံကြီးနဲ့ထိုင်စားအောင်ဒါဆိုဒီဝတ်စုံကဝတ်စုံလားဒါမှမဟုတ်တကယ်ကြီးလားပေါ့နော်အဲ့လိုနေဖြစ်ကုန်တာအဲ့လိုမှခေါင်းနှပန်းနဲ့ကြီးသွားတာဒီဆက်ဖွဲ့တစ်ခုမှတယောက်တစ်မျိုးစီအချောက်ခံရတာ အဲ့လိုမျိုးအဲ့လိုမျိုးလေးကြုံသွားတာပေါ့နော်စိန်ခေါ်တယ်လို့ပြင်တယ်ဗားတဲ့လေလာလာဆိုတော့လာဆိုတော့လေလာပြီးတော့ဝင်းရောင်သွားစိန်ခေါ်လိုက်တယ်လို့ပြင်တယ်မကြောက်ဘူးပေါ့ဟုတ်တယ်ဟုတ်တယ်ဗားဗားလဲပေါ့နင်ကဒါလာပေါ့အဲ့ဒါဆိုလာလေးလို့ပြောခေါ်လိုက်တယ်လို့ပဲဒါမှမဟုတ်ရန်ကုန်ထိအောင်လိုက်လား ဆိုဘောလာရုံနဲ့အဲ့ဒီမှာကိုယုံလိုက်တာဘုန်းတော်ကတော့ယုံနေဟိုဒါပေမဲ့ကိုကိုတိုင်းကြီးကတော့အဲ့လိုမျိုးကြီးတော့တခါမှတော့ဟိုအဖြစ်မခံဘူးပေါ့နော်ဒါပေမဲ့သူများတွေပြောပြကြတဲ့အရာရောနောက်တစ်ခါအဲ့လိုမျိုးပေါ့ဟိုနှိစက်ရလူတွေကလည်းတကယ်ညာမဲ့လူတွေမဟုတ်ကြဘူးလေကိုထွင်ပြီးပြောတဲ့လူလည်းတယောက်မှမရှိအဲ့လိုမျိုးတွေရှိတယ် အဲ့ဒီအဲ့ဒီအိမ်ကြီးမှာထူကြတာမကွန်းရဲ့ဟိုပေါ့တက်တက်နာပဲကြိုက်တယ်လေဖော်နာရနောက်ပြီးတကားအမြဲတမ်းဖွင့်ပေးထားတာဖွင့်ပေးထားတယ်ပိတ်ရတယ်အဲသူတို့ရဲ့သူတို့ရဲ့တက်မှတ်ထားတဲ့စည်းကမ်းနေပေါ့နောက်အဲ့ဒီအဲ့ဒီဖော်ရနာကြီးရှိတဲ့အခန်းကိုလုံးဝသွားဖွင့်ခွင့်မရှိဘူးဒါကသူတို့အိမ်ဒီညာယုံငှားမယ်ဆိုရဲကသူကဒါတွေကိုစည်းကမ်းစည်းကမ်းတွေထုတ်ထားပြီးသားအကိုရဲ့လိုက်နာပဲပဲကိုကချိုးပေါက်လိုက်တာကကြတော့သူတန့်ရှင်းနေမယ်တောင်းမှန်တော့ပြောပါဘူးကိုကအဲ့လိုမကွန်းတို့တည်သွားပြီးလို့ရှိရင်နောက်က ရောက်လာတဲ့ကလေးတွေကဒီဟာနဲ့သွားတွေ့တာ။နေထွက်တော့ရောက်လာမယ်ဆိုရင်ဒီဟာရဲ့အိမ်ဟောင်းသွားနေရတယ်တော့ပြန်တန်ရှင်းလုပ်ပေးပါမယ်ပေါ့။ဒါကွာကိုဟိုတွေတော့မပြောတော့ဘူးပေါ့နော်။ကိုကကိုဒီ foreigner ကြီးတဲ့ကွာ date လုပ်ပြီးတော့အဲဒါလေးကိုတော့ညပက်ခွင့်ပြုပါပေါ့။အဲ့လိုမျိုးတွေလောက်ရတာလည်းရှိတယ်။အဲ့နေရာကြတော့အဲ့လိုမျိုးမကုန်းတို့လည်းပြီးွားညနှစ်နာရီထိုးနေပြီအဲ့မှာမကုန်းတို့တီးတဲ့အချိန်မှာလေအပေါ်ကတကားလေးကဖလက်ဖလက်ဖလက်ဖြစ်နေတယ်အဲ့ခံအာ foreigner ကြီးအခံအဲ့တော့လေတိုက်တဲ့ဘက်မဟုတ်ဘူးကျွန်တော်ကဒီဘက်ကလေရဝင်နေတာ အော်ဒီရောက်မယ်သူကအဲ့ပဲလေကာတဲ့အချမ်းမှာဖြစ်နေတာဂျူဂျူဂျူဖြစ်အဲ့အဲ့ကျွန်မလည်းမသိပါဘူးကျွန်မကမကုန်းတို့ကိုရှိုက်နေရောအဲ့ဆက်ဖွဲ့ရလူလည်းလာပြောတာ အမကြီးစူးစမ်းတော့ဖြစ်နေပြီပေါ့ဟိုမှာတကားတွေအဲဟဲ့သမုံသမုံဘာပြောသူလည်းအကုန်လို့ပျော်ချင်တာပေါ့ပျော်ချင်တာပျော်ချင်တာတချင်းလေးရတယ်မြိုင်တာပေါ့အဲ့လိုအငိတ်အင်မီသားဆိုတော့လေအတချင်းကလည်းဖွင့်လာမှာဂုံးလုံးကလည်းတကယ်စီးနေဝါနေမှာပေါ့ခွဲလိုက်နေကုန်းခါခါကြအဲ့လိုမျိုးလုပ်နေတော့သူကပျော်နေရလေအဲ့ကျွန်တော်တို့လည်းပြောနေရူးဆိုအဲ့နေထုတ်ကမှွေတာလေအဲ့ဒီခါဘလို့ရောက်ဝမ်းမမသိဘူးရောက်ဝမ်းမမသိပဲအဲ့တကားတော့ပိတ်လိုက်တာမကွင်းပိတ်လိုက်ပြီးတော့အဲ့မှာ तू က သူကျွန်မတို့လည်းမသိလိုက်ဘူးအဲ့အဲ့ဖလက်ဖလက်ဖြစ်နေတဲ့ဟိုလက်ကလေးပိတ်လိုက်ပြီးတော့ကျွန်မကဲငကုံးလို့လည်းပြီးသွားပြီကျွန်မတို့ရိုက်မယ်ပေါ့နင်တို့အလဲဆိုပြီးခေါ်လိုက်တဲ့အချိန်မှာဘရိတ်ကိုရှာမတွေ့တော့ဘူးနေထုတ်ကိုအဲ့ဘယ်အောင်လို့လဲဆိုတော့ဒေါင်းထဲမှာလေပူးနေတာဘောလုံးကြီးနှလုံးနေအိမ်မှာကုန်းလို့ပြန်သွားပြီပြန်သွားပြီနှလုံးနေကနေရဲပြီးတော့လေအေးဆက်ပြီးတော့တောက်တောက်လေအဲ့ဟာဘာဖြစ်လဲဆိုတော့အဲ့လိုလေဖြစ်လဲဖြစ်ကောကျွန်မကခေါ်လာခေါ်လာဘရိတ်နာမနောက်နေသူအမြဲနောက်တက်တယ်လေနောက်နေဥမာနှစ်နာရီလဲထိုးနေပြီဥမာ အဲ့ဒါလည်းအရင်အေးလိုက်ရလည်းဖြတ်နေတယ်ဒါကြောင့်မို့နင်လာနင်လာလို့ခေါ်တဲ့ဟာကိုအဲ့ဒါကိုမရတော့ဆွဲခေါ်လာကြတယ်မခေါ်လို့မရအောင်ဆွဲခေါ်လာတာဟဲ့ဘာဖြစ်နေရလဲဆိုမေးကမေးလည်းမရတော့အဲ့လိုဖြစ်နေတဲ့အချိန်မှာပဲအဲ့ဒီနောက်တစ်ယောက်ကောက်ထပ်ပူးတာကြတော့ကျွန်တော်တို့ရဲ့အိမ်အိမ်မှာအိမ်ကူလောက်တဲ့တယောက်ကောသူကသူကဝင်လာရောတည်လားအဲ့တောက်ချောက်ဝင်လာလေအဲ့မှာဒုက္ခတွေများကောအဲ့ဝင်လုံးဝင်လာပြီးတော့တမီးကြီးရဲ့လက်ထဲမှာတမီးကြီးလက်ပါတော့တမီးကြီးရဲ့လက်ထဲမှာဖုံဖုံပေးထားတဲ့ဟိုလက်ပတ်လေးလက်ပတ်လေးထားတယ်အဲ့လက်ပတ်ကိုအဲ့ဒီအိမ်ပေါ်က ဆွဲချွတ်တာဆောင်းဆောင်းဆွဲလိုက်တာဩအဲ့ဒါဆွဲချွတ်တာအဲ့မှာရိုင်းလုံးမရမယ်ဟုံးသုံးခါရဖြစ်နေအဲ့တော့ကျွန်မစိတ်ဆိုးတာလေဟိုလိုခေါမလဲအပေါ်လေးလုံနေတာပေါ့နင်တို့ရေပေါ့ငါနောက်ဆက်ပေးတယ်ပေါ့နော်မိုးလေးလေးတော့မယ်မနေ့ပြန်ကြတော့လေမနေ့ပိုင်းချုပ်တင်ရရှိတယ်မကုန်းတို့လည်းချိန်ပြီးသွားပြီကျွန်မမှအိတ်ဖို့အချိန်လည်းရှိသေးတယ်ပေါ့ဆိုတော့အဲ့ဒါကျွန်မအိမ်နန်းအိမ်ညာရဲ့အပေါ်မှာကျွန်မဘရန်တာမှာထိုင်နေသူတို့ကတော်တော်ဝေးတယ် ကျွန်တော်ဘယ်လိုရောက်သွားလဲမသိဘူးအဲတမီးတွေရောပါလေအကုန်းတစ်ပတ်နေလိုက်ကျင်းတာလားစိတ်တည်းအဲ issue တွေပွဲသားတွေအလုံးအနေနောက်ကိုဆိုကိုအောင်နိုင်လို့အာစီလို့လေအကုန်းတော့ကြောက်ပြီးတော့မရိုက်လဲမရိုက်ရဲကြတော့အဲ့လိုမျိုးနေတော့ဘယ်လိုလွားခဲ့လဲရောက်သွားမှမသိတာဟိုစိတ်ပဲလေးပါကျင်းတာအကျင်းအဲ့အနင်းတို့ဘာလာမလို့လဲဘာညာဆိုပြီးတော့ရေမန်းနေပါတော့အာကိုဥငွေဆိုးတော့ပြေးလာပြီးရေမန်းနေပါရင်တိုက်ပေါ်တောက်တောက်တောက်ဆိုတော့ချက်ချင်တော့ break က အဲ့ရစကားမပြောပါဘောနင်ပိုးရင်လည်းပိုးနေတော့အဲ့တိုင်းပဲနေဆိုတဲ့အတိုင်းပဲထားလိုက်တယ်ဟိုတောက်နောက်ဘောသူအဲ့တောက်နောက်အဲ့တိုင်းပဲထားဟိုမလှုပ်ခဲ့တော့လို့အဲ့တိုင်းပဲထားလိုက်ဆိုအဲ့မှာပါအဲ့ဆင်းမှာဆို၂000နီးနေလေသူတောင်းတောင်းဖြစ်နေအာဟိုဘောရိုက်ကူးခဲ့တာကြာတယ်ဆိုပြီးတော့ဒိတ်အောက်သွားတဲ့ကားမျိုးတော့မဟုတ်ပါဘူးဟုတ်ပါဘူး1920ကိုသွားထားရတာမကုန်းတော့လေ1920ရဝယ်စားရီ1920ပုံစံနေအားလုံးကတုံထားရတဲ့ကြောင့်မလို့ဒါက အမြဲတမ်း update ဖြစ်နေတဲ့ကားလေးပါဒါကြောင့်မို့လဲဒေတာကြီးအတွက်ဟိုလိုက်ရအပေးပါလို့တချင်းလေးပေါ့တချင်းဟောင်းလေးပေါ့ရှိရှိကတချင်းဟောင်းလေးကိုလဲရှာပြီးတော့ပြန်ပြီးတော့ဟို record ဘယ်လိုပြောမလဲဟိုပြန်ပြီးတော့ဟိုတင်ဆက်ထားတယ်ပေါ့နော်ပြန်တင်ဆက်ထားတယ်အဲ့တော့ဟိုကြည့်လိုက်သူလဲအာလူကြီးရောလူငယ်ရောအကြိုက်နဲ့တက်မယ်လို့အာမခံတယ်ဆိုတော့လူကြီးရဲ့ကြောင့်ဒီတချင်းလေးတွေနားထောင်ရမယ်အဲလူငယ်ကြောင့်ဒီ suspend ပေါ့နော်တန်ပေါ်ကတောက်လျှောက်တက်သွားတာနောက်ဆုံး any အထူးကိကလေးတွေရဲ့ဇယိုက်လေးတွေပါတယ်ပါတော့ဒီဘက်ကအចောင်းသားလေးတွေရဲ့ဇယိုက်တွေပေါ့အဲ့ ာမျိုးလေးနေတယ်ဆရာတကြောင်မလို့အားပေးစေချင်ပါတယ်ကျွန်တော်တို့လည်းကျွန်တော်တို့လူပညာလေးပေါ့အများကြီးတော့မရိုက်နိုင်ဘူးရိုက်နေတဲ့ကားလေးကိုလည်းပြိတ်သက်ဟိုချပြတဲ့သဘောပါဟုတ်ကဲ့ပြပြတာပေါ့နော်ပြိတ်သက်လေးအားပေးပါဦးလို့ထိတ်မှန်တကကြည့်ပါလေရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ကျေးဇူးများကြီးတင်ပါတယ်